ဟုတ်ပါဗျာမြန်မာစစ်တားပြိုင်ပွဲရေပေါ့နော်ဒိုင်းဖွဲ့ဝင်ဖြစ်တဲ့ခင်ရနာစုဒီပြိုင်ပွဲကနေနှုတ်ထွက်တဲ့အကြောင်းကိုသူရင်ဖွင့်ပြီးတော့ပေါ့နော်လိုင်းလွင်ပြောကြားထားတာဖြစ်ပါတယ်ပေါ့နော်အားလုံးဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဒါသူရဲ့ပြောဆိုမှုတွေပေါ်မှာဘယ်လိုမြင်လဲဝေဖန်သုံးသပ်နိုင်မှုအတွက်ကျွန်တော်ဒီဗီဒီယိုလေးကိုဖွင့်ပြလိုက်ပါတယ်အားလုံးနားဆင်ကြည့်ပါဦးနော်ဟာနောက်ပြီးတော့ဒီနေ့တင်လိုက်တဲ့ဗီဒီယိုပေါ့အချင်းပြည်နယ်ကနေချင်းနာပြိုင်ပွဲဝင်အမျိုးသားတယောက်ပေါ့နော်အဲ့ဒီပြိုင်ပွဲဝင်က မအောင်ဆုံးကျမတို့မြန်မာချင်းဆိုပြတာကျမတို့တော့ဘယ်သူမှမခေါ်ခြင်းလဲကျမတို့လူတယောက်ခေါ်ခြင်းပြီးဆိုရင်ပြိုင်ဝင်တယောက်ခေါ်ခြင်းပြီးဆိုလို့ရှိရင် limit နဲ့ပေးထားတာကျမတို့ကိုလေလူအများကြီးမခေါ်ရဘူးနေ့လူခေါ်တာများနေပြီအများကြီးမခေါ်ရဘူးဆိုပြီးတော့ပြောထားရှိတယ်ကျမတို့ကလေကြိုးကြိုင်ခံရတယ်ကျမတို့ကမရလောက်ခုရှိဘူးဖြစ်နေကျမတို့ကအကုန်လုံးခေါ်ခြင်းလာအဲ့တော့အကောင်ကိုလည်းပြောရအကောင်ကဒီမှာအဲဒီတယောက်ကိုတော့အဲ waiting list ထားလိုက်တော့ခေါ်တာများရင် ကိုတို့လည်းအဆင်ပြေလောက်ကြီးထင်တယ်ပေါ့ကျမတို့ limit ပေးထားတာအောင်เนาะအဲ့ဒီကြားထဲကနေကျမတို့ကခါကြံ10ယောက်10ယောက်လောက်ပဲခေါ်ခိုင်းတာကျမတို့ဒီကြားထဲ13ယောက်လောက်ခေါ်ရင်ခေါ်ပလိုက်ပေါ့ဒါကျမတို့စီရင်တာပေါ့နော်အစင်းသားဆောင်ရောင်းပြဟပ်ပါတယ်ဒါအမြမစတားကနေမလုတော်လို့ကျမတို့ကအဲကျမကဒီအကြောင်းလေးပြန်ပြောရလဲမဟုတ်ဘူးလို့ဆိုတော့ပြမရှင်တပုတ်ဆိုတာက तू ကအစင်အရင်မပြေဘူးမပြေဘူးဆိုတော့ तू အကုန်လေးတွေဒီကြမှာပြေတာပေါ့နော်ပြီးတော့ ကျမတို့ကသူ waiting list ထားမယ်တဲ့ကိုအောင်ကအဲဆိုအော်ဆိုအိုထားလိုက်လို့ဆိုတာနဲ့အဲ့တော့ तू ကလည်းဒီခါလေး yes ရချင်တယ် yes ချင်တယ်နဲ့ထင်ပါတယ်အဲ့တော့ကဲဆိုဆိုဆိုလို့ဆိုတော့အဲ့ဒီ video ထဲမှာကျတော့ကျမကသူ့ကိုစကားလူပြောတဲ့ပုံစံဖြစ်အောင်အဲ့ဒီလောက်ထားရချင်တယ်ကျမကတော့မကြည့်ချင်လို့အဲ့ဒါမကြည့်တော့ကြော်ွားပလိုက်တယ်ပေါ့နော်အဲတကယ်ပြင်မှာကျတော့အဲ့ဒီနေရာချပြင်မဝင်နေတက်တည်ရှိမယ်ထင်တယ် အာတကယ်ပြမှာကျွန်တော်ပြန်မုံဝင်ကဒါ तू လဲတက်ချင်လို့ तू ကိုလီပြောတာလုံးဝနားမထောင်ကိုလီပြီးတဲ့ comment တော့ तू လုံးဝဆုံးအောင်နားမထောင်ကိုလီကိုပဲနင်းပြောတာအဲ့တော့ကိုကလည်းနောက်ကျတော့နည်းနည်း aggressive နည်းနည်းလေးဖြစ်လာတဲ့အခါကျတော့မဟုတ်ဘူးချားတင်မွေးတွေမှာလည်းခက်ခဲအများကြီးရှိတယ်လာမယ်နော်ဆုံးထိကားထောင်ပြန်ခက်ခဲအများကြီးရှိတယ်အဲ့တော့ကျမတို့ကလည်းဖြုတ်တာမဟုတ် waiting list ကိုထားမှာခေါ်ခေါ်လိုက်ရင်ပြီးနေပြီဒါမဲ့လည်းနောက်မှလည်းကျမကဒီ founder နဲ့စကားချေတယ်မပြောချင်တော့ဘူးအဲ့လိုဆိုတော့ အာနဲ့ तू ကလည်းမပြီးဘူး तू तू ရပဲကျွန်တော်တို့ကိုလွတ်နေတာဒီပြိုင်ပွဲဝင်ကပဲကျွန်တော်တို့ကိုအပြစ် तू အပြစ်တင်တာမဟုတ်ဘူးနော် तू မှအပြစ်မရှိပါဘူး तू ပြိုင်ခြင်းနဲ့တက်ခြင်းနဲ့ရခြင်းနဲ့နားလေတယ်တက်ရမယ်နော်အဲ့တော့အဲ့ဒီမှာကျမတို့ပြောလိုက်တဲ့စကားနှလုံးသုံးလုံးထပ်ကို तू ပြောတာအများကြီးပဲ तू အရင်ကျမတို့နှစ်ယောက်စလုံးကွန်မန့်ပေးမမှန်တာအဲမှန်ကယ်လဲအဲ့ဒီပြိုင်ပွဲဝင်ကိုကျမတို့ကနှစ်ပုတ်ဆူခိုင်းတာညီမတချင်းဝင်တော့ညီမစတားက तू ကတီးဆီယာစီကခွင့်ခွင့်ယူသွားမှာပတ်စံကုန်မှာဆိုလို့ထင်တယ် English English ရှင်းမတင်လိုက်တယ်။မြန်မာရှင်းတော့ဆိုကိုလို့အဆင်မပြေဘူး။အဲ့တော့အကိတင်လိုက်လို့ရှင်လဲရှင်လို့ကျမကိုဆဲအောင်မမလား။ဆိုတော့ဒါကျမကခန်းစားနေရလို့လဲ live friend တာမဟုတ်ဘူး။အဲဒါပြောပြတာ။နော်အဲ့တော့အဲအဲ့တော့ဘယ်လိုဖြစ်မလဲဆိုတော့အိနေရအဆိုဖောင်တာကိုပဲနောက်ခေါ်လိုက်တကယ်။အဲ့ဆိုအခုဒီကိစ္စကိုပဲရှင်းလိုက်တော့ ါဆိုကျွန်မတို့လည်းပြောလို့မရတော့ဘူးပြန်ဖို့ဝင်ဘက်ကအရန်တူးပြီးပြောနေပြီအဲ့တော့ကျွန်မတို့သူ့လည်းသူ့ပြောလာရင်ခိုင်ရရင်ကျွန်တော်ကျွန်တော်ငယ်တဲ့လူဆိုတော့ကျွန်တော်စကားပြောမိတော့အမပါသွားလို့ရှိရင်အဆင်မပြေတော့ကိုပဲပြောလိုက်တော့ဆိုတော့ပေါင်းတာကိုလည်းတော့စကားပြောဒီဗီဒီယိုတင်ပြီးတော့ပြိသက်တွေလက်ခံနေဆိုရင် yes ပြီးပြီးရင်တင်လိုက်မယ်ဆိုအခုတက်ပါစေနောက်တစ်ဆင့်အောင်ဆူတောင်းပေးရလာပြီးတော့အပြုံးတဲ့ကိစ္စယောအပြုံးတဲ့တော့ကကျွန်တော်ကျွန်တော်ကအပြုံးကိုတကယ်မသိဘူး မသိဘူးလို့ပြောလို့ကျွန်တော်ကိုအပြုံးဖန်နေလာဆဲလဲကျွန်တော်မတတ်နိုင်ပါဘူးကျွန်တော်ကလည်းလူတိုင်းမသိလို့ကျွန်တော်လည်းလူတိုင်းမသိနိုင်ဘူးအဲဒီသူပြောတဲ့လက်ရှိအနေထားဒီသူပြောပုံရဆိုရင်တော့ဒါကပြိုင်ပွဲဝင်အနေနဲ့ကလည်းပြောမဆိုရင်ဒိုင်နေဘောဒါလေးစားမှုမရှိတဲ့ပုံစံမြင်ရတယ်ပေါ့နော်အခုဒီပြိုင်ပွဲတစ်လျှောက်လုံးမှာလည်းမြင်ရတွေ့ရသလောက်ဆိုရင်ဒီပြိုင်ပွဲဝင်တွေကအစပေါ့နော်ပြည်သက်တွေအစုံဒါဒီအကုန်လုံးကပေါ့နော်ဒီအဲဒိုင်နေဖြစ်တဲ့ဒီ အဟိုဟာခင်းနေဆိုးနဲ့ဟိုအောင်ကိုကိုနဲ့ကိုဒါဟိုပြောမယ်ဆိုရင်လေးစားမှုမရှိကြလို့ဒီလိုမျိုးတွေဖြစ်လာတယ်လို့မြင်တယ်ပေါ့နော်အဲပြီးတော့နောက်တစ်ခုရှိတာကဒီပြိုင်ပွဲကလည်းပေါ့နော်ဒီပြိုင်ပွဲကလည်းတမင်ကိုပွဲရှာပြီးတော့အဲဒီလိုမျိုးပွဲမဆူဆူအောင်တမင်လုံနေတဲ့နေသားမျိုးတွေဒါတည်ရတယ်ပေါ့နော်အဲပြီးတော့ဒီသူပြောပုံရဆိုရင်ဒီအပြုံးပေါ့နော်လာပြိုင်တဲ့ပုံမှာအဲသူ့အတူပေါ့နော်သူ့အတူအဲဒဆယ်လီမကလို့ကဘာကျော်ပဲဖြစ်နေပါစေပေါ့နော်ဒါသူ့အနေနဲ့ အဲတိတာမတိတာဒါအေးမပေါဘူးနော်ဒါသူမတိဘူးလို့မတိဘူးပြောတာလေဒါဘာမှဒေါသဖြစ်စရာအကြောင်းမရှိဘူးနော်ဒီအပြုံးဆိုတာလေကျွန်တော်ကိုယ်တိုင်လည်းမတိဘူးနော်ဘလို့ဘသူဘလို့လူမျိုးလဲပေါ့နော်ဘလို့ဆယ်လီမျိုးလဲဆိုတာအဲ့တော့သူဒီအပြုံးရဲ့ဖန်နေဆိုတဲ့သူတွေကလည်းဒီပုံမှာဒါအတလူကြီးဒါပေါက်ကွဲစရာအကြောင်းမရှိဘူးလို့ယူဆတယ်ပေါ့နော်လူတွေကဒါပြောမှဆိုရင်အဲသူ့ကိုကိုတိပြီမဲ့အဲသူကကိုကိုတိချင်မှလည်းတိမဲ့အဲဟုတ်တယ်မလားကို့ အဲသူကသိပေမဲ့ကိုကလည်းသူ့အသိချင်မှသိမယ်ဒီလိုမျိုးရှိတယ်ပေါ့နော်အဲ့တော့ဒါကျွန်တော်တို့မြန်မာလူမျိုးတွေကဒါပြောမှာဆိုရင်နားလေပေးမှုအပိုင်းမှာတော်တော်အားနည်းတယ်လို့ကျွန်တော်မြင်နေပေါ့နော်ဒီလက်ရှိနေသားဒီခေရနာဆိုးကသူပြောပုံရဆိုရင်အဲသူကသူ့ပုံစံသူ့ lifestyle တိုင်းပဲသူသွားနေတယ်အဲအဲ့ဒီပုံမှာ printer တွေကအာပြောမှာအဲ့လိုမုံတီးနေတယ်ဒီ အဲဒိုင်ဒီဟောပေါ့နော်ဒီပြိုင်ပွဲရှိတောင်းဝင်ရှိတဲ့သူတွေကလည်းဒီဟာကိုအတုံးချပြီးတော့ပေါ့နော်တမင်ကိုအပွဲမဆူဆူအောင်ဒီပြိုင်ပွဲကိုလူစိတ်အဲဝင်စားဝင်စားအောင်လို့ပေါ့နော်တမင်ကိုဒီလိုမျိုးနေအဲလှုပ်ပြီးတော့ဒီလိုပွဲရှာနေရလို့ကျွန်တော်တို့ယူဆတယ်ပေါ့နော်အဲ့တော့ဆက်ပြီးနားတော့ကြည့်ပါဦးဗျာ အမြတ်ကတော့တည်တယ်အမြတ်ကဟိုးတုံးနဲ့တက်တော့ဆော်လာဆိုတော့ကျွန်တော်တက်တော့သုံးခဲ့တဲ့ချိန်တော့အမြတ်ကအရင်ဗီဒီယိုတွေမှာဟော့ခဲ့တာဆိုတော့အမြတ်ကတော့တည်တယ်ပြောအောင်တော့မသိဘူးအပြုံးကိစ္စကလည်းဖြစ်နိုင်တော့တဲ့အပြုံးကိုဝယ်တော့စင်ခေါ်စီခြင်းနဲ့တဲ့သူတို့ဘက်က request လာလုပ်တယ် founder ဘက်ကအဲ့တော့ကျမရှင်းအောင်ကြည့်လိုက်တယ်ဒါမှမဟုတ်တော့ပြောတယ်ညီမသဘောပါဆိုတော့ရှင်းအောင်ကြည့်လိုက်တဲ့ခါကျတော့အကယ်၍အော်သူတို့ခေါ်ခိုင်းတာအောင်မငါမခေါ်ပေးလိုက်လို့ရှိရင်ငါနဲ့ဒီညီမ star တင်တဲ့အဲရှော့ရိုက်သွားနိုင်လားပေါ့နော်အဲ့လိုဆိုတွေးပြီးတော့အဲ့တော့ကိုအောင်ကိုအောင်ကိုလေးလို့ညီမတို့တို့ဒီတယောက်ခေါ်ပေးရမလို့ပြောနေရဲဆိုတော့အပြုံးက ကျမတို့တင်တာမဟုတ်ပါဘူးဒီမာစတာကတင်တာပါโอเคကျမဒီ live ကိုမဖြတ်ဘူးအဲ့ဆိုကျမလည်းမာစတာမှမလုပ်တော့ဘူးဘာကြောင့်ဒီလိုပေါက်ပြီး live လွှင့်ရလဲဆိုတော့အဲ့ဒီကချင်ကပြန်မိုးဝင်ကောင်းလေးပေါ့နော်အမျိုးသားပြန်မိုးဝင်မောင်လေးအမအားပေးနေပါတယ်အဲ့ဒီပြန်မိုးဝင်ကောင်းလေးကိစ္စကိုလည်းကျွန်တော်ပြောရအောင်အခုကျွန်တော်အဆဲမခံနိုင်တော့ဘူးเนาะဒီ video တင်မယ်ဆိုလို့ရှင်လဲအခုကျွန်တော်တို့နှစ်ပုတ်ပြီးဆိုရယ်ဆိုတော့လည်းတင်ပါတတ်နိုင်သမျှ just တွေကိုအခု product လောက်ပြီးပါနော် တနင်္ဂနွေ GST ကို product လုပ်ပေးပါပါဆိုတော့ကျွန်တော်အကိုတို့မြန်မာ star နဲ့ပတ်သက်ပြီးလုပ်ပြီးခဲ့တဲ့ຢာတွေအများကြီးတော့ကျွန်တော်ငွေကြီးမတော့ဘူးသူတို့တရားပေးလာကျွန်တော်တရားကြောင်မကောက်ဘူးကုန်ပြီးတော့အဲကျွန်တော်သွားလာလာနေရတာကျွန်တော်ဟိုတယ်မှာငှားပြီးနေတာပါဆိုတော့ကျွန်တော်ရောင်းမှမနေဖြစ်ဘူးဆိုတော့အဲ့ဒီဘာကြီးဆိုက်ရကျွန်တော်အစောကျတော့ဒီ audition အတွက်ငှားတာမဟုတ်ဘူး live brown အတွက်ပဲလို့ပြောလိုက်တာဒါပေမဲ့နောက်ကျတော့ audition ကဘယ်နေရမှမသိဘူးကျွန်တော်ဝင်ပြီးတယ်နောက် schedule လည်းမပေးဘူး schedule မပေးဘူးကျမလည်းလုံးရှိကြိုင်ဖြစ်မဟုတ်ဘူးလေကျမကဒီအပြင်အဆိုပွဲပဲဆိုလာဆိုရင်တော့ကျမလည်းအပြင်ပွဲတွေ cancel လုပ်ပြီးလုပ်ပေးလို့ရအခုကျမဆိုင်းဖွဲ့တယ်လေကျမဆိုင်းဖွဲ့ရမြို့ပေါ်မှာဆိုလို့ရှိရင်လွန်ခဲ့တဲ့3နှစ်ကကျမကတပွဲ40လို့ပြောပေမဲ့အခုကတပွဲ40နဲ့မရတော့ဘူးလို့ဆိုတော့တပွဲ80လောက်မှကိုက်တယ်တပွဲ80နဲ့ဝေးဆို320ကျမဆိုင်းဖွဲ့တပွဲဖြစ်ရင်တို့320ပေးမှလားကျမဆိုင်းသမားတွေအဲ့တော့မပေးဘူးလေအဲ့တော့ကျမလည်းပြန်မှာစားမှာစားလို့ပေါ့ ဆိုတော့ကျွန်တော်တို့အချင်းချင်းကတောင်းဆိုတော့အခုဒီဗီဒီယိုတင်မယ်ဆိုလို့ရှင်တော့ကျွန်မကိုအတက်နိုင်ဆုံးကာကွယ်ပေးပါ ။ဘာလို့ဆိုတော့ပြန်မုံဝင်ဘက်ကကျမကျမပြောတာကိုအရင်နားမထောင်တာ။ကျမနဲ့ကိုအောင်ကိုနဲ့ပြောတာကိုကိုအောင်ကိုအရင်ကိုမှမပေးရတဲ့နဲ့ကိုအောင်ကိုပြောတာကိုအရင်နားမထောင်တာ။ကိုအောင်ကိုကိုမှမပေးတော့ပြန်မုံဝင်နားမထောင်။ဒါပြန်မုံဝင်ပြစ်ဖို့တော့မဟုတ်ဘူး။ तू တက်ချင်တယ် तू နိုင်ချင်တယ်။ तू မမဘူး။ကြိုပြောပြီးသားနော်ပြန်မုံဝင်မောင်လေးလည်းအမမမုံဘူး။ကြိုပြောတာ။အဲ့တော့ तू က तू တက်ချင်စောနဲ့ तू တော့မပါဘူး။ तू အေးအေးလေးပဲပြောနေတာ။မဟုတ်မောင်လေးအမလို့ပြောတာနားထောင်။နားထောင်။မောင်လေးအခုနေရမပြီးဘူး။မောင်လေးကတော့ vibration ကလှအောင်လုပ်တယ်ဆိုမှအမှန်တကယ်လက်တွေမှာမလှနိုင်ဘူး။ ပြောပြတော့လုံးဝလက်မခံအောင်အဲ့မှာကိုကပြောရင်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 နဲ့သူတယောက်ထင်းနဲ့နိုင်ဝဲလောက်ကြာတယ်အဲ့ဒီကပြိုင်တဲ့လူတွေအကုန်လုံးတိတယ်နောက်တော့မဟုတ်ဘူးအမတို့ကအဝေးကလာလို့နားလေပြေးရတယ်ဆိုပေမဲ့အဆင်ပြေတဲ့အခါကျတော့အမတို့လည်းတင်လို့မရအောင်အဲဒီသူ့ဗီဒီယိုကိုလေမြန်မာလိုဆိုတော့အင်္ဂလိပ်လိုဆိုတော့ကျွန်တော်တို့ရောတင်လိုက်ရပရိသတ်ကအကြံတမျိုးပြောင်းပြီးဆင်းအောင်ပါပရိသတ်ဆိုကျွန်မပရိသတ်ကိုပြောတာမဟုတ်ဘူးနော်ချီရှုနေတဲ့ပရိသတ်ကိုပြောတာဆိုတော့အဲရှင်ပြီအပြုံးတော့ကလေကျွန်တော်လည်းကိုအောင်ကိုနဲ့ခေါ်တာမဟုတ်ဘူး အာနောက်ခုကမြန်မာ starting ကခေါ်တာ Okay No uh we rallying WL မနေ့ကကြတော့ဆဲနေပြီးတော့လာမပြောနဲ့ Okay နော်ကျမကချို့ဆိုပြောတယ် attention လိုချင်လို့ရှောက်ပတ်ရှာပြီးတော့ no 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 ကျမကို request လာတော့တော့ကျမလည်းဩအဲဒါတခုခုပဲပေါ့နော်ကိုလည်းဒါ social ဘဝလည်းပြောင်းမသွားဘူးကိုလည်းရင်းနှီးနေလှုပ်ပေးချင်တယ်ဆိုပဲပေါ့ဆိုပြီးတော့ အာရုပ်လိုက်တာသဘောမျိုးပဲကျမပြန်ဝင်နေပေါ့ neutral neutral ဆိုတာနောက်ပိုင်းပြန်ဝင်နေတိမှာပေါ့နော်အဲ့တော့ကျမကလည်းကိုပတ်တာကိုပတ်စံရှာနိုင်တယ်ကို ထမမိတာဆိုချင်မငတ်အောင်ထားပေးနိုင်တယ် AC ပဲဆိုတော့အဲဆက်မလုပ်တော့တဲ့သဘောပါနော်အဲ့ဆိုကိုလည်းအဲ့ဒီမှာဝင်မဲ့ရက်တွေကပွဲတွေကပြတ်သိက်ထိုးနေအောင် အရင်နှစ်တည်းကကျမထွက်ရပြီးသားအာဘာပြန်ခွဲမှပြန်ရင်ကလေးကကျမတို့ဆိုင်ကနေဘက်မှာနည်းနည်းရှိတော့ထွက်ရတယ်အဲ့တော့အောက်ချီလည်းမလုပ်ဘူးဝင်လည်းမမြင်ဘူးဆိုတော့ပြောချင်တာဒီနေ့ရှင်းတဲ့ပြဿနာကတော့အမ်လိုက်လို့ပြောရဆိုရှားပါတယ်နော်ထပ်ပြောပြီးရှားတယ်အဲ့ဒီကချင်ပြန်မဝင်မောင်လေးကကျမအဗီရီမမပါလာလို့ညီမတန်တပုတ်အဲအင်္ဂလိပ်ဆောင်တပုတ်အဲနှစ်ပုတ်ပြီးဆိုတယ် ပြီးတော့သူ request လုပ်လို့ပေးဆိုရဲသူကနောက်ပြီးတော့ကျမတို့က audition မှာအဲ့ဒီနေ့က guitar ပေးမသုံး piano လည်းပေးမသုံးကျမတို့လည်းမြန်မာပြည်တော့မှအတန်းစစ်ခဲ့ရတာ piano တွေပါနေမပါဘူးအဲ့တော့အတန်းကြီး vocal ပဲတီးတာအဲ့ဒီနေ့ကပြန်ရတာအကုန်လုံးအဲ့တော့သူကစလာပြန်ကလေးက piano နဲ့တောင်းဆိုတာမဟုတ်ဘူးတခြားပြန်ဝင်နေလည်းပေးမပြန်တဲ့အတွက်မောင်လေးလည်းအတန်းမဲ့အရင်စစ်လိုက်ပါဆိုတော့သူရဲ့ vibration လောက်တာတွေကတကယ်မလှဘူးမလှလို့မလှဘူးပြောတာဒါအောင်လက်ခံရမယ် just အတယောက်အနေနဲ့ကိုအောင်ကိုကစပြောတယ်အဲမလှဘူးအတန်လောက်တာမလှဘူးလို့ပြောနေတာ ਉਹ သူကလုံးဝလက်မခံဘူးဒါကကျွန်တော်လောက်အောင်လုပ်ရပြဆိုအဲ့ချိန်မှာနေအောင်ဆုံးအောင်ကြောင်းသွားပြီဟဲ့ကိုဘယ်လိုလုပ်ကြမလဲကျွန်တော်တို့ပြဿနာဖြစ်ပြီးထင်တယ်အကိုကလည်း waiting list ထားတာဒါဖြုတ်တာမဟုတ်သေးဘူးလေပြောတော့ तू က waiting list မှာမတော်မနေချင်ဘူးအဲ့တော့အင်္ဂလိပ်အချင်းဆုံမဲအော် okay ဟုတ်ပြီဆိုဆိုအင်္ဂလိပ်ချင်းမှာလည်း20 to ပဲ ကင်းမိသားကျမတို့တင်လိုက်ရင်လည်းဆဲကြမှာလေမတင်မြန်တော့လည်းအခုမတင်ဘူးဖြစ်ပြန်အောင်ဗီဒီယိုကလည်းကျမကကျမတို့ကိုမဆဲဆဲအောင်လုပ်ထားတာပေါ့နော်တခါတည်းကျမစတားကလည်းကျမတောင်းဆိုထားတာအခုတနေ့မှ judge တွေကိုကာကွယ်ပြီးတော့အော်ဆိုကျမတို့ဘက်ကစဖောင်းတာမဟုတ်ဘူးကျမတို့ရန်လိုက်ဖြစ်နေတာမဟုတ်ဘူးကျမဘာလို့ဆိုတော့ချက်ပြန်ဖို့နေအားနာအောင်မြင်းကြီးကအဝေးရလာပြီးပြန်ရတာနားလေတယ်ဒါပေမဲ့ရန်ကုန်မှာနေပြီးလာပြန်တာဆက်ရုံစင်းတဲ့လူတွေအလုတ်ဖြတ်တဲ့တဏီကုံနေစားကတစ်ဖက်ကမြင်းကြီးကလာပြန်တာအဝေးရလာတာတည်တယ်တစ်ဖက်ကနင်းနီးလေးဆိုပေမဲ့လည်းအဲနင်းနီးလေးကလူတွေက တို့နှိစားကအပြက်ခံတယ်အများကြီးဒုက္ခတွေတို့တက်စီမောင်းတဲ့လူတွေရှိရဲတကယ်တော်တဲ့လူတွေကလေအရင်တို့နဲ့လည်းထိတွေ့မရှိဘူးတကယ်ဆိုပြပါတာအရင်ကောင်းတယ်နော်အဲ့တော့ထပ်ပြောပါမယ်အပြုံးနဲ့ကိစ္စလည်းအပြုံးကိုမတိုက်ခိုက်ဘူးအပြုံးကိုလည်းချစ်ပါတယ်ကျွန်မမုန်းပါဘူးအဲနောက်ပြီးတော့အပြုံးကိုလည်းကျွန်မတကယ်မသိခဲ့ပါဘူးအဲ့ဒီကိစ္စကျွန်မကိုအပြုံးကိုမသိဘူးပြောလို့၆ပေါက်တိလာဆဲရတာလည်းရှိတယ်နော်လေအပြုံးမသိရတယ်မှာကျွန်မကိုဆဲရမှာလားကျွန်မက လူတိုင်းကမသိသလိုလူတိုင်းလည်းကျမကိုသိမှာလားကျမကလည်းမသိရလို့တပုံကျမလည်းမသိရလို့တပုံကြီးဆိုရှယ်ညံနဲ့ပြောအောင်လဲအမြတ်ကိုကျမသိရလို့ပြောပြီးပြီအမြတ်ကအရင်တော့နေကဗီဒီယိုဆော့လာတာကြာပြီတက်တော့မှာကျန်လာတာကြာပြီဆိုအမြတ်ကိုသိရအပြုံးကိုတော့မသိဘူးမသိဘူးဆိုတော့လည်းမုံချင်းချစ်ချင်းမပါဘူးတကယ်မသိရနောက်တော့မှာအင်းအမေမေးကြည့်တော့ငါတို့ကပြုံးကိုသိရလေးနဲ့မသိလားအမေရဲ့သမီးတူကိုညံ့သွားတယ်တကယ်မသိလိုက်တာဒါပေမဲ့အပြုံးဗီဒီယိုမှာလဲကျမက ဟိုအပြုံးဆိုတာဘယ်သူကြီးလဲလို့မေးလိုက်တာတခုမှမပါဘူးဒါပေမဲ့ကိုတကယ်မသိပေမဲ့ဟာလားကိုလို့အခု TikTok ဆယ်လီလာပြင်ပါလားဒါပေမဲ့ကျွန်မမသိဘူးလို့မြင်မှုလို့ပဲမိတ်ဆက်ပေးပါအောင်အဲ့လိုမျိုးလေးကောင်းမွန်လေးပြောခဲ့တာအဲ့ဒါကိုလာဆိုင်တာဟိုရှစ်နော်အဲ့တော့ကျွန်မဘာကြောင့်ဒီလို live လွှင့်ရလဲဆိုရင်ကျွန်မမြန်မာ star ကိုတောင်းမှန်နေရချားတွေကနေအဲ့လိုဗီဒီယိုကို အထင်လွဲအောင်လို့ထပ်ပြီး active ပြီးတင်တာကြီးကအရင်ရုပ်ပေါက်လုံးနေညီမ star founder ကိုကြီးကျွန်မမုန်းတော့မုန်းမအောင်ရှင်လို့ဒါပေမဲ့ အကိုလိုချင်တဲ့ attention ကျွန်မအခုလဲ live ထွက်ပြီးပေးလိုက်ပြီးတော့ဒါပေမဲ့ကောင်းတဲ့ attention တော့မဟုတ်ဘူးအကိုတို့ပြိုင်ပွဲပဲထိခိုက်တာအကိုမြန်မာ star ကို quality မြင့်ကျင်တယ်လည်းပဲမြင့်ကျင်တယ်ဆိုလို့ရှိရင်အကိုကောင်းတဲ့အရာတွေပဲလုပ်ရမှာလीတော့အခုအကိုစီမှာတရားလုံးလုံးပေးရကျွန်မနဲ့တောင်အကိုတို့ကတက်အောင်မပောင်းဘူးနော်အပြင်မှာတော့ရံမဖြစ်ဘူးဆိုပေမဲ့အကိုတို့လုပ်တဲ့လုပ်ရကောင်မဟုတ်သေးဘူးနော်အဲ့တော့ ဟိုအောင်ကိုကိုတော်ကိုတို့စီမှာချစ်ချာထိုင်ပါမလားအဲ့ဒီနေရာပြောတဲ့အပြုံးဝစတင်တော့ညီမရေးကိုတို့ဆဲခါတော့မလားမသိဘူးအပြုံးကတကယ်တော်တယ်စုံနိုင်တယ်ဒါပေမဲ့နောက်တစ်ဆင့်တင်မောကလိုအပ်ချက်တွေအများကြီးရှိတယ်ကျွန်တော်တို့ကမတင်ချင်ဘူးမတင်ချင်ဘူးဆိုတော့ waiting list ကိုထားမှာပေါ့နော်အကယ်၍အဆင်ပြေခဲ့မယ်ဆိုလို့ရှိရင်လည်းအော်တင်မယ်ပေါ့နော်အပြုံးဒါပေမဲ့မပြေဝါဘူးနော်အဲ့တော့လူဆိုရလဲတီးခတ်နိုင်စိတ်ကအတိုင်းဒါပဲဒီခါလေးကြားရင်လည်းကို့ကိုဟိုကျွန်မကဒါကိုတီးတီးနဲ့ zoom မိပြီးဆက်ရှောက်နေရမယ်လူလည်းလည်းကျွန်မမပါတော့ဘူးလေနော် အဲ့တော့ကျမညီမစတားကနေ judge အဖြစ်နှုတ်ထွက်ပါတယ်အဲ့ဒီအဲ့ဒီမြင်းကြီးနာကမောင်လေးပြိုင်မန်းလေးကိုလည်းကျမက audition မလာတော့ဘူးမထိုင်ပြီးတော့ထွက်တော့မယ်လို့ပြောဒါပေမဲ့သူတို့ကလာခိုင်းတယ်လာခိုင်းတော့လာပေးတယ်အတော့ဒီလုံပေးတဲ့ကြားထဲကနေလဲကျွန်တော်ပုံပြန်ငဲ့လားဆိုမငဲ့ဘူးမငဲ့တော့ကျွန်တော် live လုပ်နေရှင်ပါတယ်ဘာကြောင့်ထွက်ရလဲဆိုရင်နံပါတ်1 schedule ကိုကျမကိုတိကျမပေးဘူး ကျွန်မလည်းအားရနေရလို့မဟုတ်ဘူး schedule ကိုနောက်ပြီးတော့အခုပြောင်းပြီးတော့တော်ကြာမဟုတ်တော့ပြန်ပြောရဲနောက်ပြီး UD ရက်တွေမရှိဘူးပြောရင်နောက်ရက်တွေရှိလာတယ်အဲ့တော့ကျွန်မသွားလာတာတွေကအဆင်မပြေဘူးကျွန်မပတ်စံတွေကသူများထက်နှစ်ဆသုံးဆကုန်ပါတယ်အဲ့နောက်တစ်ခုကအဲ့ဒီပြိုင်ပွဲဝင်တဲ့ပတ်သက်တဲ့ဗီဒီယိုကျမတို့နှစ်ပုတ်ပေးဆိုရဲဆိုတာကိုအကိုထည့်ပေးပါ။အဲ့တော့သူကပြောလဲဆိုတော့ညီမတို့ကိုလည်းဒီတက်မကတော့ရန်ဖြစ်စေချင်တာတော့ဝိုးဝိုင်း အဲ့ဒါတောင်ရန်ဖြစ်စေချင်တာဆိုမဖြစ်ပါဘူးမဖြစ်ပါဘူးဒါပေမဲ့ကိုကတော့ပြောတယ်မဟုတ်ဘူးလေအဝေးရလာတာမှန်ပေမဲ့တကူးတကာကြီးအဝေးရလာတာမဟုတ်လို့တင်ပြရမယ်လို့မရှိဘူးလေအကယ်သူဗီဒီယိုနှစ်ပုံစလုံးတင်ခဲ့ရင်ကျမတို့အစိုက်ခါမှာတင်နေဆိုပြီးတော့လေဒီလားလိုအပ်ချက်တွေရှိသေးအောင်တင်နေဆိုပြီးအကြံတစ်မျိုးတစ်ပုံဆဲကြမယ်ဟုတ်ကဲ့အင်္ဂလိပ်သင်တစ်ပုံတည်းတင်လိုက်တော့ကျမတို့ကနှစ်ပုံပေးမစိုးဘူးလေဖြစ်သွားရောတော်တော်စိတ်ပြက်စရာကောင်းပါတယ်နော် ူရဲ့ပြောပုံအရဆိုရင်တော့ဒါမြန်မာစတားပန်ပွဲကအတမင်ကိုပေါ့နော်ဒါဒိုင်နေနဲ့ပြိသက်တွေကိုရန်တိုက်ပြီးတော့ပွဲရှာတယ်လို့ပဲကျွန်တော်ကတော့မြင်တယ်ပေါ့နော်အဲ့တော့ပြိသက်အနေနဲ့ဟောဒါဒီပုံမှာဘယ်လိုမြင်လဲအားလုံးဝေဖန်သုံးသပ်နိုင်အောင်ကျွန်တော်ဒီဗီဒီယိုလေးတင်ဆက်ခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်